ယခုဒီမှာကတော့ပြောအစပါခင်ဗျာရွာဤကျက်ဒီအကြောင်းကဘုရားမာနေတပါတည်းအလူဤကျက်ဒီဒီပြောစီမာနေပါတည်းပြောဘယ်ချိန်ကစ1132ခုနှစ်မှာ1168ခုဘဂကေအလောက်စီသူမင်းဇဗုတိပါကျူးအရောက်မှာတပေဒီကျွေးတဲ့ငါးကြီးအာနန္ဒရဲ့ဟတ္တကိုပေါင်းဆက်ပြီးပြောဆိုတဲ့တီးသွား ပေါက်ခွားခဲ့ပါသည်အမိမာတောင်ကျွန်းပြောင်ပြောင်တွန်းသည် တောင်ကျွန်းသပင်းဖန်ကားတွင်နှင့်မြင့်လင်တင်ကြာယူစနာအားငါအာရောက်တော်မီမနီစီသူဖောင်းမင်းစက်ကြပြန်နေကားဖြင့်သပင်းပင်ရင်စိုက်ကရင်တော့မြင်မင်းအန္တဝါငါများစွာတို့အတန်တူကြပြောစီပမာထားလို့ဝါဘာကိုင်းကြောင်တပြောင်ပြောင်နဲ့ငှက်လောက်တန်းတန်းနေကြီးပမာစီးနဲ့လကွင်ရွက်ချင်းဟတ်တံကို တိုင်းပြည်သုံးနဲ့ပေါပေါဆရာကကြေးရွာမကြီးရအောင်မန္တလေးဝင်းတော်သားခွန်တော်ဆွေဆိုင်မဟာကတတော်တော်ညံတဲ့အောင်အလူမင်္ဂလာဝင်ပြောဆိုတာအတော့ငယ် 我的长江。 Yeah. ဓမ္မကုဏအာဝနာမိတာဂကုဏအာဝနာမိမာတာပိတုကုဏအာဝနာမိအာသတိယကုဏအာဝနာမိအနန္တောအနန္တငါးပါးကိုစစ်ခိုးပါလေရှင်ဘုရားယခုမလေးဝင်းတော်တာခွန်တော်တိလိုက်တော်ပြောဒီကသူ့ဇာတာခဏလို့ဆောင်းကတ်မှုကိုပို့ပြအခြေခံ၍တိခါရည်ဖြစ်ပါဘူး သူဇာတာကနာလို့ဆွမိတို့ဘီကိုအခင်ကနာလို့ဆွမိတို့ဘီကိုဖြစ်ခဲ့ရတယ်ဆိုအလောင်းတော်တိတ်တဲ့ကယဟန်သူမဟာတက်ကလေးတရားသုံးခုအစုံလာပြီဗုဒ္ဓဟူးနေ့ခါမခါရန်စုတ်ကနေကြအချိန်မှာဒေနာနီကုန်းရသူကြောက်ရောက်တော်မူပြီးထိုးရွာအနည်းကြီးညောင်ပင်တစ်ပင်အောက်မှာထိုင်နေတော်မူခဲ့ပါသည် ယမန်နေကထူးဆန်းတဲ့အိမ်မကြီးငါးမျိုးမက်ခဲ့ရာကြောင့်ဒီနေ့မှာဘုရားရှင်စီအေကံဖြစ်ပြီဟုကိုရတော်နမိတ်ဖတ်ခဲ့တယ်။ထိုးညောင်မင်းဟာသူ့ဇာတာအမျိုးသမီးအမျိုးသင်းဘဝကယုံကသောနမင်းထမ်းမအမျိုးတူသဘောပြုစဉ်သောအမျိုးသားနှင့်ထိမ်းမြလက်ထပ်ပေးရသည်။ရှင်ဦးသောသောကြာလင်ကိုဖူးမြင်ရပါလူဤလူစုပိုင်ခဲ့သောညောင်ဝင်လေးဖြစ်သည်တဲ့ပေးတတ်သူ၏။ သူဇာတာဟာသူမစုပန်ဒီအတိုင်းအမျိုးတူသောယောက်ျားကောင်းတယောက်နဲ့အိမ်တော်ကြခဲ့တယ်လို့တာအုပ်ရတနာကိုလည်းဖမ်းရောက်ခဲ့တယ်။သူမဤစုတော်ပြည့်ခဲ့သည်ဟုဆိုကနေ့စဉ်လာရောက်ခါတွင်မွန်မြတ်သောဘောဇင်းများနှင့်ညောင်မင်းအောင်မှဆက်ကန်လူတိုင်းခဲ့တည်မြတ်ဗုဒ္ဓဘုရားပြည်ပြည်နေ့မှာသူဇာတာဤနေ့စဉ်ဘောဇင်း ဆက်ကတဲ့နေ့နယ်လေတိုက်ဆိုင်နေတဲ့ဗျာသူသာတာကနာလို့ဆိုသမင်ဘောရှင်တို့ကမကလူမင်းရှင်းဦးတော်သူသာတာကကျွန်မဒီသူပုံတော့အတော်ရောင်ညောင်မင်းအောက်ကိုဆင်းလင်းရဆင်းလွတ်လိုက်တဲ့ကျုံးပြတဲ့ပုံတော့ဟာအမတ်တရယ်များကိုဆင်းလင်းရနာသည့်အခါကိုရောင်ကိုအောင်တိန်လင်းသွားပြီးညောင်မင်းအောက်မှာတရင်တော့နေတော်မူတဲ့ အလောင်းတော်ဖျားကိုခုတွေ့လိုက်ရတဲ့။ဘုံနာဟာယုတ်သွန်းနံမင်းကိုတင်ပြသည်ထင်ကားအိမ်တို့ချက်ချင်းပြန်လာပြီးသူ့ဇာတာအားပြန်ပြောပြလိုက်တယ်။ဒိုချိန်မှာသူ့ဇာတာဒီလေချက်ချင်းပုံနဲ့နဲ့ဒီလိုက်ပါလာပြီးအလောင်းတော်အားအာရဝမ်းသာထူးညွှန်လိုက်တယ်။သူ့ဇာတာမှာသူ့ဤရိုးရာအစင်းစက်ကိုယ်ပဲပူဇော်ခဲ့ကြတော့ယုတ်ကစိုးတမင်းအား အထင်းစားဘူးမြင်တွေ့ရတယ်အလွန်ဝမ်းမြောက်ဝမ်းသာဖြစ်နေတယ်ဒီဒုနောက်ကျော်မနဲ့ဒူအင်းတို့ပြန်လာပြီးကနန်းတို့ဇွမ်းကိုအများဆုံးကတ်လူရင်စီမံလိုက်တယ်ဘုံနာကိုလည်းရုပ်ကိုယ်ဆိုနမင်းကိုရှင်းဦးစွာမြင်သည်ဟုဆိုကံကျော်ပြစ်မှာစွတ်လို့ပြီးတမိအဖြစ်သူမြောက်စားလိုက်တယ်ဒါကြောင့်ဘုဒ္ဓဝင်ပြန်ဆိုအရာသူဇာတာကနန်းတို့ဇွမ်းပြုတ်လုံပုံပါရှင်းဦးစွာတော့မှတထောင်ကို ဘယ်ကြုံတော့မှကြောင်းပြီးရင်းနာမှတော့ရရှိလာတော့နှုတ်ရည်များလို့နွားမှ900တို့ကိုပြန်တိုက်ပြီးနွားမှ900တို့ရရှိတော့နှုတ်ရည်များကို290တို့နွားမှများကိုပြန်တိုက်တယ်290တို့နွားမှတို့မှရတော့နှုတ်ရည်များကို125ဆိုတော့နွားမှတို့ကိုပြန်တိုက်ပြီး125မှာရရှိသောနွားမတို့၏နှုတ်ရည်64ကောင်သော နွားမာတို့ကိုပြန်တဲ့ယူတဲ့ကို64ကောင်တို့မှရသောနွားမာတို့ကိုပြင်းနှုတ်ရီကို32ကောင်သောနွားမာတို့ကိုပြန်လေတဲ့ယူတဲ့32ကောင်သောနွားမာတို့မှရရှိသောနှုတ်ရီကို16ကောင်သောနွားမာတို့ကိုပြန်လေတဲ့ယူတဲ့ဆကြကောင်တို့မှရရှိသောနွားမာနှုတ်ရီများကိုရှစ်ကောင်သောနွားမာတို့ကိုတက်ရင်ခံယူကထုတဲ့မုံမြတ်သောအရာသာဖြင့် ပြည့်စုံသည့်ကနာလူစွမ်းကိုဆက်လိုက်တည်းသူဇာတာကနာလူစွမ်းကိုရှေးကဲတဲ့တင်ထပြီးအလောင်းတော်အားရှေးကဲနဲ့အတူတကွလှူလိုက်တည်းအလောင်းတော်ငကိုသုံးဆွေနေသောသပိတ်တော်ဒီလင်းသူနစ်ကနာလူစွမ်းပြန်လူရဲ့အချိန်မကန်ပြီးအချိန်မှပဲအလိုအလျောက်ပျောက်ကွယ်သွားတည်းအလောင်းတော်ဒီသူဇာတာလူတန်းသည် ကနာလိုသွန်းကို49လို့တိုင်တိုင်ဖုံးပြီးတော်မူပြီးထိုနေ့အာယုံမတက်မီအချိန်တွင်ဖင်ရဖြစ်တော်မူခဲ့တည်းထိုနေ့မှစရင်49ရဲ့တိုင်တိုင်မြည်သည့်အစာဟာကောက်မှမတုံးဆောင်ပဲဖလားကမ္ဘာပဲချမ်းသာဖြင့်နေတော်မူခဲ့တည်းဒါကြောင့်သူဇာတာအမျိုးသမီးဆက်ကလူတန်းသောကနာလိုသွန်းဒီကမြတ်ဗုဒ္ဓ၏ဘဝတသက်ဓမ္မ အမြဲဆုံးဆွမ်းနှက်ထအထမ်းမှာတထအပါဝင်ဖြစ်တယ်ဆိုတဲ့ကြောင်းမန္တလေးဝင်းတော်သာခွန်တော်မင်္ဂလာရွှေဆိုင်တော်မှာတီးခိုက်ကြက်လိုက်ရပါကြောင်းသူတော်စီအပေါင်းကိုခမညာ